ယူနိုက်တက်ကအခုလောဆယ်မှာပေါ့နော်သူနိုင်ပွဲလေးတွေရလာပြီပုံစံတစ်ခုပေါ်မိနေတဲ့အချိန်ကျမှဒီနိုင်ငံတကာပွဲတွေဝင်သွားတာလေတော်လေးတော့စိုးတယ်ပေါ့နော်ဟုတ်ကဲ့ပရီးမီးယားလိမှာလည်းရလက်တွေကောင်းလာတယ်ရလက်တွေကောင်းလာပြီးတော့အမှတ်ပေးစရာအပေါ်ကိုပေါ့နော်တက်နိုင်မလားဆိုတော့မျှော်လင့်ချက်လေးလေအကြောင်းတန်းလာတယ်ဒီအရာလေးကျွန်တော်တို့ရှိလာတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့ D343 မှာသူကဘယ်ကစားသမားကိုဘယ်လိုထည့်ရမလဲဆိုတော့အရာသူကကောင်းကောင်းရင်းသိတယ်အဲ့တော့ဒေါ်ဂူမိုင်ကိုတင်းကိုရောက်လာတယ်ဒေါ်ဂူပါတဲ့ဘယ်ချင်းဟာ ရီဖိုသူတွေမှာဘလော့ရီအဆင်ပြေတယ်ဆိုတာကျွန်တော်တို့မြင်ခဲ့ရတယ်။ငွေတဲ့ကစားသမားတွေရဲ့ဒီလုံနိုင်စွမ်းတွေကကန်တက်ချက်တွေရှိနေတဲ့အခါမျိုးမှာဒီကဲတကယ်ပေါ့နော်ဒီဘွဲတစ်ဘွဲကိုနိုင်နေတယ်လို့ပြင်ဆင်လာတဲ့ပံပက်စင်တွေတွေ့ရဆိုရင်တော့တိတ်အဆင်မပြေနိုင်ဘူးပေါ့နော်။ Manchester United ပြည်တယ်များလို့မြင်လာပါ။ Autobot Theory ကနေပြန်လဲကျေဆွလိုက်ပါတယ်။ကျွန်တော်တို့ United အသင်းကတော့အခုတလောမှာနိုင်ပွဲလေးတွေဆက်လာပြီးတော့ရလက်ကောင်းလေးတွေရလာတယ်။ ကစားမားတွေကလည်းကစားပုံတိုးတက်လာတဲ့အခါမှာတော့ကျွန်တော် United အသင်းတကယ်ပဲပြန်လာပြီလားပေါ့မော်ရင်တကယ်အဆင်ပြေပြီလားဆိုတဲ့အကြောင်းအရာကိုကိုကျူးနဲ့ဆွေးနွေးသားမှာပဲဖြစ်ပါတယ်ဗျာမင်္ဂလာပါကိုကျူးရေမင်္ဂလာပါ United အသင်းတကယ်ပဲအဆင်ပြေနေပြီလားမော်ရင်ကရောသူဖြစ်ဖြစ်နေတဲ့ပုံစံတိုင်းဖြစ်နေပြီလားဆိုတာကိုကျူးရဲ့အမြင်လေးနဲ့စာပေးပါအောင်ကျွန်တော်ကတော့ဒါပေါ့နော်ပရမောက်ဆုံးဒါလွယ်လွယ်ကူကူလေးပဲပြောလိုက်မယ်ဆိုလို့ကျွန်တော်ကျွန်တော်ကအမော်ရင်အဆင်ပြေနေပြီထင်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဟုတ်ပါရဲ့အဲ့တော့ဒီကျွန်တော်တို့ပရမောက်ဆုံးအမော်ရင်ရောက်လာတဲ့အနေအထားအနေနဲ့ကျွန်တော်တို့စပြီးတော့ပြောကြမယ်ဆိုတဲ့ခါမှာကျွန်တော်ကအမော်ရင်ကိုကြိုက်တယ်ကျွန်တော်မကြိုက် တာကကျွန်တော်က343ကိုကျွန်တော်ကမကြိုက်တာပေါ့နော်ဒါ Manchester United နဲ့ဒီကစားကွက်ကကျွန်တော်တို့ပေါ့နော်ဒီပေါ်ပုံစံကွက်တစ်ခုတည်းကိုဝင်ဖို့ဆိုတော့တော်တော်လေးကိုခတ်အောင်မယ်လို့ကျွန်တော်ထင်တဲ့အခါမှာကျွန်တော်343ကိုကျွန်တော်ကမကြိုက်ဘူးဒါပေမဲ့ကျွန်တော် Amorin ကိုကြိုက်တယ် Amorin နဲ့တစ်ခုခုဖြစ်နိုင်မယ်ထင်ပေမဲ့343ဆက်တာချင်းပြောင်းမယ်လို့လည်းကျွန်တော်မထင်ထားဘူးအသင်းနဲ့အစဉ်ပြေမဲ့ကစားဘက်ကိုစတဲ့ပဲနောက်ပိုင်းကျမှသူလိုချင်တဲ့လူတွေရမှာ343သွားမယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ရောက်အချိန်မှာ343ကိုတန်းပြီးတော့ တဲလိုက်တယ်ပေါ့ဗျာတဲပြီးတော့ကစားတယ်အားလုံးသိတဲ့အတိုင်းပဲအဆင်မပြေဘူးနောက်ပိုင်းမှာကျတော့ဘာတွေဖြစ်လာလဲကျွန်တော်ဒဏ်ရာပြဿနာတွေများလာတဲ့အခါမှာပို့ပြီးတော့ဆိုးသွားတယ်ဒီလိုနဲ့ဆိုးသွားတဲ့အခြေအနေကနေဖြစ်ဖြစ်အသိအရပေါ့တောင်းနေတဲ့အခါမှာဘာဖြစ်လာလဲနည်းနည်းတည်ငြိမ်မှုလေးနည်းနည်းလေးပြန်ရလာတယ်ဒီအချိန်မှာကျွန်တော်မြင်တာကတော့အမော်ရင်ကကျတော့တခြားနီးပြရင်လည်းမတူနည်းလေးစိတ်ရှည်မှုတော့ရတယ်ဗျတခြားနီးပြရင်ဆိုလို့ရှိရင်ဒီလိုနေရာမှာပို့ပြီးတော့ဝေဖန်ခံရနိုင်ပေမဲ့အမော်ရင်ကကျတော့အမော်ရင်အခုမှစလုတ်တာပြောမှဆိုတော့ရာသီဝတ်မှရောက်လာတယ်လေဆိုင်လေးပဲအမော်ရင်အခုမှစလုတ်တာ ဒါအများကြီးအချိန်ပေးလိုက်ပါတခုခုတော့ဖြစ်မှာပဲဆိုတော့ယုံကြည်ခြင်းမျိုးကြတော့ तू ကရတယ်အဲ့တော့ तू ကဘယ်လိုလဲဆိုတော့စေးလေးလေးနဲ့သူလုခွင့်ရှိတယ်ပေါ့အရင်အေးရတော့မဟုတ်ပါဘူးဒါပေမဲ့သူကတော့အဆင်ပြေတယ်အဲ့ဒါတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူအသင်းကိုကင်လာတဲ့ခါမှာကျွန်တော်အဆင်ပြေသလိုလေးဖြစ်လာတယ်အခုဆိုလို့ရှိရင်ဒါနောက်ဆုံး9ပွဲဆက်မှာဆိုရင်မိနစ်60တွေရှုံးပွဲလုံးဝမရှိဘူးလို့အခြေအနေမျိုးတွေဖြစ်တာဘရိုဖြစ်တိုးတက်မှုတစ်ခုပဲနောက်တစ်ခုကကျတော့ဒါဆူပလာသလုံးမျိုးလေးပဲရှိတယ်ပရီးမီယာလိမှာလည်းရလက်တွေကောင်းလာတယ်ရလက်တွေကောင်းလာပြီးတော့အမှတ်ပေးစရာအပေါ် ပေါ့နော်တက်နိုင်မလားဆိုတော့မျောလင်းချက်လေးရေလေအကြောင်းတန်းလာတယ်ဒီအရာလေးကိုကျွန်တော်တို့ရှိလာတယ်လို့ကျွန်တော်တို့ပြောချင်တယ်အဲ့ဒီခါမှာဒီ Amorey ရဲ့343ကိုကျွန်တော်တို့ပြောမယ်ဆိုတော့ရှင်သူဟာ343ကိုပဲသူဟာပေါ့နော်တောက်လျှောက်ပုံစံချပြီးကစားခဲ့တဲ့ခါမှာအဆင်မပြေမှုတွေအများကြီးရှိတယ်ဒါပေမဲ့ဒီ343မှာသူဟာဘယ်ကစားသမားကိုဘယ်လိုထည့်ရမလဲဆိုတော့အရာသူဟာကောင်းကောင်းရင်းသိတယ်အဲ့ဒါနဲ့သူဇန်နဝါရီမှာလူခေါ်ခဲ့တယ်ပေါ့ကျွန်တော်ခဲရခဲစက်နဲ့ဒါခေါ်ခဲ့ရတဲ့အချိန်မျိုးမှာကျွန်တော်ဒေါ်ဂူမိုင်ကိုတင်ကိုရောက်လာတယ်ဒေါ်ဂူပါတဲ့ဘယ်ချမ်းဟာ ရီဖိုးသူတွေမှာဘလော့ရီအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်။နောက်တစ်ခုကအာဆင်နယ်ကကျွန်တော်ပေါ့နော်ဟိုဟဲဗန်ကိုသူခေါ်လိုက်တယ်။ကျွန်တော်ဆိုလို့ရှိရင်ဇန်နဝါရီမှာဒီနှစ်ယောက်ခေါ်တယ်။ဒီနှစ်ယောက်ကတကယ်ကိုအလုပ်ဖြစ်ခဲ့တယ်။အခုဆိုလို့ရှိရင်ဟဲဗန်ဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်လို့ရသွားပြီဗျာ။ဟာဒီကစားမပါလာတယ်ငါတို့အားကိုးလို့ရပြီဆိုတော့ဟာမျိုးကျွန်တော်တို့ရတယ်။အဲ့တော့ပေါ်စင်တဲ့သဘောတရားကအမော်ရီနှစ်ယောက်ခေါ်တယ်။နှစ်ယောက်လုံးကပေါင်းလက္ခဏာဆောင်တယ်။ပေါင်းလက္ခဏာဆောင်။အခုလာမယ့်ငွေကြလို့ရှိရင်အမော်ရီဒွေထက်ခေါ်အောင်ပါပဲ။တခြားတဲ့သူ့ရဲ့ဒီ343နဲ့အန်ဝင်မဲ့လူကိုသူခေါ်ပါ။အဲ့တော့အဲ့343နဲ့အန်ဝင်မဲ့လူတွေရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်လို့ရတယ်။ဒီက ကစားကွက်ကပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်။ဒီလိုအချိန်လေးမျိုးမှာကျွန်တော်တို့အသေးကတော့ဒဏ်ရာတွေရှိတယ်၊ဘာတွေရှိခါမှာအပြောင်းလဲလေးတွေထွက်လာတယ်။ဒီအပြောင်းလဲလူစင်းအပြောင်းလဲပိုင်းကလည်းနည်းနည်းပို့ပြီးတော့အသေးရဲ့ရက်လက်တွေကိုပို့ပြီးအကျိုးဖြစ်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘလို့မျိုးလဲဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်အထိုင်တစ်ခုရပါတယ်။ ်ပါရဲ့ပြောမှဆိုလို့ရှိရင်တော့ဘသူဝင်ဝင်ကောင်းတယ်ဆိုတဲ့အထိုင်တစ်ခုရောက်သွားတယ်အထိုင်တစ်ခုရောက်သွားပြီးတော့ Uber Eats တို့တို့ Casmero တို့တို့ကျွန်တော်တို့ကောင်းတယ်ဆိုတဲ့ပုံစံတစ်ခုရောက်သွားပြီးတော့ဒီကစားသမားတွေကလည်းအထူးသဖြင့် Casmero ပေါ့ဘလို့ကစားရမလဲဆိုတော့သိသွားတယ်ဆိုတော့အကောင်က balance ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုအချိန်မှာ Zepsi ကလည်းအောက်ပို့ရတယ် Zepsi အောက်ပို့ရတဲ့အချိန်မျိုးမှာဘာဖြစ်လဲဒေါ်ဘူးပို့ပြီးတော့နေရာလုပ်တွေပို့ရတယ်ဒီနှစ်ခုကချက်ဆမှုရှိတယ်တကယ်ကိုကောင်းတယ်ကိုနေရာလည်း Fernandez ကလည်းဘောလုံးတွေကကျွန်တော်တို့ထွက်နေတယ် Fernandez ကိုလည်းသတိထားတဲ့အခါမှာ Beton Man ကလုံးလက်လှုပ်ရှားခွင့်ရတယ်ကစားဘောအပြည့်ပို့ ူနေတဲ့ဒေါ်ဖူပါတယ်။ဒီလိုနေသားမျိုးမှာညာဆန်းသွားစားတဲ့ခန္ဓာချိုးကလည်းအဆင်ပြေတယ်။အထောင်ကစားနေတဲ့ဝိုင်လန်းကလည်းကောင်းနေရဆိုဘလို့ဖြစ်သွားတယ်ဆိုဆက်သချင်းမှာတော့ဒီနည်းပြရောက်လာတယ်။ 3-4-3စပြီးတော့လောက်တယ်ကျွန်တော်ကအာမက်တောင်မှာဝင်းဘက်ကစားရတဲ့ပွဲမျိုးတွေရှိတယ်ဒါပေမဲ့အဆင်ပြေလားဆိုအရင်ကတော့အဆင်ပြေခဲ့ရတော့မဟုတ်ဘူးအခုကျတော့ဒီဟာကိုသူတို့တွိုင်းရင်တွိုင်းရင်တွိုင်းရင်တဖြည်းဖြည်းအဆင်ပြေလာပြီးတော့ဒီကစားကွက်နဲ့ဒီကစားသမားတွေနဲ့ချက်မိသွားတယ်ချက်မိသွားတဲ့အခါမှာအဆင်ပြေတယ်ရလက်တွေကောင်းလာတယ်နောက်ဆုံးနှစ်ပွဲမှာဆိုရင်၄ဘူးတကူတပွဲရှိတယ်၃ဘူးဘူးမရှိတပွဲရှိတယ်ပေါ့ပြိုင်မက်ကတော့ဆိုစီတက်နဲ့လက်စတာဆိုပေမဲ့လည်းဒါမဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကပြောချင်တာကတော့အမော်ရင်မန်ကအဆင်ပြေနေပြီဒါဆိုရင်တော့ကျွန်တော်စောစောကစသွားတဲ့ဇာတ်ကားနဲ့ပဲကျွန်တော် ပြန်ပြီးတော့ပြောချင်ပါတယ်မော်ရီမိုင်းမှာအဆင်ပြေနေပြီဆက်ပြီးတော့အသင်းကိုသူ့အနေနဲ့ပေါ့နော်လူတွေခေါ်မယ်လူတွေနေရာကြီးဖြည့်နိုင်မယ်ဆိုတော့ကျွန်တော်ကျွန်တော်ထင်တယ်ပိုကောင်းလာဖို့ပဲရှိတယ်လို့ကျွန်တော်တို့မြင်ပါတယ်ကနေဒါကအခုလောဆယ်မှာပေါ့နော်သူနိုင်ပွဲလေးတွေရလာပြီပုံစံတစ်ခုပေါ့မိနေတဲ့အချိန်ကျမှဒီနိုင်ငံတကာပွဲတွေဝင်သွားတာလေတော်လို့ဆိုးတယ်ပေါ့နော်ဟုတ်ကဲ့နိုင်ငံတကာပွဲတွေပြန်လာတဲ့ခါတိုင်းမှာကျွန်တော် United အသင်းရဲ့ကစားသမားတွေကအရင်ပုံစံမျိုးပြန်မရတော့ပဲနဲ့ပုံစံပြတ်သွားတာပြောခဏနဲ့တွေ့တဲ့ခါတော့အခုလက်ရှိအဆင်ပြေနေဆိုတဲ့အနေထားအနေပြတ်သွားမှာတော့ကျွန်တော်ကတော့စိုးရိမ်နေတယ် အဆင်ပြေနေပြီလားမင်းတော့ဒီကာလာတို့ပေါ့နော်ຢာဒီပြီးကန်ဒီလောက်ထိတော့အဆင်ပြေကောင်းပြီးနိုင်တယ်ပေါ့နော်ဒီຢာထဲမှာလည်းကြီးမမတွေ့စရာအတင်းရလဲဒီချဲစီတို့မက်ဆီတီတို့လောက်ပဲကြံတော့တဲ့အချိန်မှာတော့ခက်ခဲဖြစ်စရာတော့တိတ်တော့မရှိဘူးဒါပေမဲ့ United ရဲ့ကစားအပေါ်မှာကစားအပေါ်ကကြတော့ဒီ Europa League တို့ဘာလို့မှဆိုဒီပုံစံတိုင်းဆက်ပြီးတော့သွားမယ်ဆိုတော့အတင်းတိုင်းကတော့ဖတ်မိပါလိမ့်မယ်ဖတ်မိသွားရင်တော့အဆင်ပြေသွားနိုင်ဥပဒေကွင်းလယ်ပေါ့နော်ကွင်းလယ်မှာကဒီ Casemiro ကတော့ ဒီကွက်လန်အဖြတ်ကိုပို့ပြီးဦးစားပေးတယ်ဆိုပေမဲ့လည်းကက်စပယ်ရိုနဲ့ဘရူနိုဖာနန်ဒက်တို့ရဲ့နေရာယူပုံအရကက်စပယ်ရိုကဘေးနားမှာပေါ့နော်တခြားကွက်လန်ပြန်ဘက်ကကွက်လန်ကစားမနှစ်ယောက်တာရှိလာပြီဆိုရင်ဒါတော်တော်လေးကိုဗျာများသွားနိုင်တဲ့အခြေအနေမျိုးလေးကျွန်တော်ရှိရပေါ့နော်ပြီးတော့ United ကစားမတွေအကုန်လုံးကအကုန်လုံးဒီဘက်ကသူတို့ရဲ့ function တွေက limited ဖြစ်တယ်ဗျာဟုတ်ကဲ့ခနာကျော်ဆိုရင်လည်းအိညာချညာချမှာပို့လိုက်တဲ့ခါမှာသူစီကနေပြီးတော့ dribble တွေဝင်သွားတာရယ်ဆိုတာမျိုးကျွန်တော်မြင်မြင်မှမြင်ရမှာကျွန်တော်သူစီကပြန်ပြီးမြင်ရတာဆိုလို့ပြန်ပြီးတွဲကစားတာပြန်ပြီးဖြတ်တင်ပေးတာဒါတွေက တကယ်ကောင်းမွန်တဲ့အတင်းတွေဒီလို United ကစားကုပ်ကိုဖမ်းမိနေတဲ့အတင်းတွေတားဆီးရအရန်ကိုလွယ်ပြေတဲ့အခြေအနေမျိုးပေါ့နော်ပြီးတော့ဇက်စီပေါ့နော်ဇက်စီကဘောလုံးကန်ရတာကြိုက်တယ်ပြီးတော့ဘောလုံးကန်ပြီးတော့သူကပြပြီးတော့မှသူကပြန်ပြီးတွဲကျင်တာတွဲကျင်တာအဲ့လိုအခြေအနေမျိုးတွေကိုတစ်ချက်တစ်ချက်အတင်းကနေပြီးတော့အတင်းဝင်အတင်းထွက်ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်ဇက်စီလည်းအဆင်မပြေနိုင်အောင်ပေါ့နော်ဒါတွေက United ကစားသမားတွေရဲ့ဒီလုံနိုင်စွမ်းတွေကကန့်တက်ချက်တွေရှိနေတဲ့အခါမျိုးမှာဒီကဲတကယ်ပေါ့နော်ဒီဘွဲတဘွဲကိုနိုင်ရင်လည်းပြင်ဆင်လာတဲ့ပြန်ပက်စင်နဲ့တွေ့ရဆိုရင်တော့တိတ်အဆင်မပြေနိုင်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါလော့ဘက်ချမ်းပေါ့ ။ဘုန်းနောက်ပိုင်းမှာဒါလော့ကအဆင်ပြေလာတယ်ပေါ့နော်။ဒီကိုရရတယ်ကိုဖန်ဒီမတခုရရတယ်ဆိုပေမဲ့ဒါလော့ကဒါလော့ပါပဲ။ဒီနေရာဒီမှာဒါလော့ကအများကြီးတော့ပြောလို့မရဘူး။တကယ်အဆင်မပြေဘူး။ဒါလော့နေရာမဇရာအိုကြီးဝင်းစော့ရင်တော့လည်းမျောလင်းလို့ရသေးရပေါ့နော်။ဒါပေမဲ့မဇရာအိုကြီးကလည်းနောက်တန်းလိုအပ်ချက်ရသူကဒီနောက်တန်း၃ရောက်အထိုင်မှာပဲဝင်ကစားပေးနေရတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်ဒီလင်ဒီလော့ပေါ့လင်ဒီလော့ကိုအခုဝင်ကစားနေရတဲ့အဓိကအကြောင်းအရကြတော့ဒီ ဒီမတိနဲ့လည်းတန်ရရတယ်မကွာရလိုက်တန်ရမကွာရတယ်အဓိကတော့မကွာရတန်ရတဲ့အခါမှာလီလီလော့ကအဲ့နေရာကိုဝင်ကစားနေရတယ်ပေါ့အားလုံးမြင်ကြတဲ့အတိုင်းပဲအဲ့နေရာမှာလီလီလော့ဒီအဆင်ပြေလို့ကျွန်တော်ပြောလို့မရဘူးသူ့အနေနဲ့အဆင်မပြေပြအောင်ပေါ့ရက်ကန်ရက်ကန်လည်းလိုက်ပြီးကစားနေရတဲ့ပုံစံမျိုးဖြစ်တာကြောင့်အဲ့နေရာကတကယ်တက်ဆင်မှုတတော်မြင်တက်ဆင်မှုပေါ့နော်ဥပမာနည်းပြောရမယ်ဆိုရင်ပေါ်တိုနဲ့တွေ့ခဲ့တော့ပေါ်တိုတင်းတက်ဆင်မှုလို့မျိုးတိုးအားရုံအားကောင်းတက်ဆင်မှုနဲ့တွေ့ပြီဆိုရင်လီလီလော့အဆင်မပြေဘူးပေါ့ဒါမျိုးလေးတွေတော့ရှိရဲ့ ဒီအချက်တွေကကြတော့လက်ရှိမှာဘာမှတော့တွားပြီးတော့အထွေသူတွားပြီးလုံးလို့မရဘူးဒရန်ရနေရကစားမတွေပြန်ကောင်းလာမှပဲဒါတွေကိုကျွန်တော်ကပြင်ဆင်လို့ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အချိန်ဒီမျိုးမှာမှာ heaven မှာထပ်ပြီးတော့ဒရန်ရဖို့တော်လေးကိုစိုးတယ်ပေါ့နော်ယူနိုက်တက်ကကြတော့ဘယ်လိုပြောရမလဲချိန်စာမိရသလားလို့တော့ကျွန်တော်ထင်ရတယ်အရန်ကောင်းနေပြီးပုံစံမိလာပြီဆိုရင်နိုင်ငံတော်ပွဲရဝင်ရတာနဲ့ကစားမကောင်းနေကောင်းနေဒရန်ရရတာနဲ့အဲ့လိုပုံစံမျိုးဖြစ်နေတာကြီးတော်တော်အဆင်မပြေဘူးအေးပထမယူရိုဒရန်ရရတယ် heaven ဝင်လာတယ် heaven အဆင့်ပြေတယ်ပထမတော့ martinez ရှိခဲ့တာဟုတ်အဲ့တော့ heaven အဆင့်ပြေနေပြီဆိုတဲ့အခါမှာ heaven တန်ရဝါပြီဆိုတာ ਨੇ အိညာဘလူးကစားမလဲဆိုတဲ့မိဘကလည်းတော်လေးတော့စဉ်းစားကြဖြစ်လာတယ်ဗောနော်အခုဆိုနောက်တန်းမှာဒါရောမိဘလူးဝင်ကစားမလဲတော့ကျွန်တော်ခရီးကောင်းတဲ့မှာမပေါ်လာဘူးယူရိုလည်းအဆင့်မပြေသေးတဲ့အချိန်မှာအိညာဘလူးကစားမလဲဗောဒါမျိုးလေးတော့ကျွန်တော်စဉ်းစားဘူးလို့လေဒါပေမဲ့လည်းကျွန်တော်ဒီ new year ဒီကြော်သွားပြီဒီ new year ဒီမှာလူခေါ်တဲ့ကိစ္စကိုပြောခဲ့တယ်ဗောနော်ကိုကြီးကဒီကမှာကျွန်တော်ပြောချင်တာကချန်ပီယံလိဝင်ခွင့်တာ ျွန်တော်တို့ကမရခဲ့ဘူးဆိုရင်လူခေါ်တဲ့ကိတ်ခတ်ရတယ်အရန်ကိုခတ်သွားမယ်ပေါ့နော်ကျွန်တော်မျော်မှန်းလာတာတော့ကစားမ3ရောက်လောက်တော့ရောက်လာမယ်ပေါ့ဒါအမော်ရင်ကိုရားလည်းဒီတက်စမှုရဲ့ဒီကွန်းလေတယောက်ရဲ့နောက်တန်းတယောက်နောက်တန်းကတော့လိုလိုလိုတယ်မာတင်ရဲ့နေရာကဝင်ကစားနိုင်မယ်လူတယောက်ကလိုလိုလိုတယ်ပြော်နေတော့လည်းထွက်မှာဆိုနောက်တန်းကလိုလိုလိုတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်ထင်ပါတယ်နောက်တန်းတယောက်ကိုတော့မဖြစ်မနေရောက်ကိုရောက်လာလိမ့်မယ်ကျွန်တော်ထင်တယ်ကျန်တဲ့ကွန်းလေကကျတော့ Arizona မရှိတော့ Casmero လည်းမရှိတော့ဘူးဆိုပေမဲ့ကွန်းလေကိုစူးစမ်းတာထက်တည်ရမလား ခုလက်ရှိသတင်းထွက်နေတာနံပါတ်3ရိုးပေါ့နံပါတ်3ရိုးကိုပို့ပြီးတော့ကျွန်တော်တို့အားဆိုင်စေချင်တယ်ဖက်ဆင်ဘူးကကျွန်တော်ခုချိန်မှာကိုရီတင်းမှာပါ2ယောက်ရှိရချီတူလည်းရှိနေချိန်မှာဖက်ဆင်ဘူးကတော့3ယောက်လောက်ရှိလို့ပြောလို့ရတယ်နည်းတော့ဦးစားပေးနေလဲဆိုရင်တတိယနေရာလောက်မှာပဲထားစေချင်တယ်အရင်ကဦးစားပေးတင်တာတော့ဒီခန့်စစ်ရယ်ကွင်းလေပေါ့အဲ့နေရာကတော့အဓိကကူးစားပေးတင်လို့ကျွန်တော်ကတော့မြင်နေပါတော့လက်ရှိနေသားရအမော်ရင်အစင်ပြေလာပြီလားလို့ပြောရင်တော့ကျွန်တော်တို့ပြောဖို့တော့ခက်တယ်ခက်တယ်ခက်တယ်ဆိုတာကတော့ဒီနိုင်ငံတကာပွဲပြီးပြန်ကစားတဲ့ပွဲတွေရာလဲကျက်တယ်ဗျာကျက်တဲ့အချိန်မျိုးမှာ မော်ရင်ရဲ့ကစားကောက်ကိုဖတ်တက်တဲ့နီးပြားတွေအများကြီးပါလာတယ်။အဲ့နီးပြားတွေအကုန်လုံးကတပွဲတပွဲမှာလာ United အဲ့လိုမျိုးတိုင်ပတ်သွားပြီဆိုရင်နောက်ထပ်ပွဲတွေမှာဆက်ပြီးတိုင်ပတ်ဖို့ကများတယ်။အဲ့လိုပြန်ပြီးအခြေတည်ပြီးတော့ပြန်ပြောင်းလုပ်ဖို့ကတိတ်တော့မဖြစ်နိုင်ဘူး။ကစားသမားအင်အားကလည်းကန့်တတ်ချက်ရှိတယ်လို့ကစားသမားတွေရဲ့ဟေးကိုယ်နဲ့ရောက်နေတဲ့ကစားသမားတွေဆွမ်းဆောင်ရရလည်းကန့်တတ်ချက်ရှိနေတဲ့အခါမျိုးမှာအမော်ရင်ဘလို့လုံလဲဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားပြီးတယ်ပေါ့နော်။လက်ရှိနေသားရဆိုရင်တော့အဆင်ပြေသားဆိုတော့ပြပါတယ်လို့ပဲကျွန်တော်ကတော့ ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ညီကုံညောင်ကတော့မော်ရင်အဆင်ပြေနေပြီလားဆိုတဲ့အကြောင်းအရာကိုဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်ပရိသတ်တွေဘက်ကတော့ဘလို့မြင်နေရှိလဲဆိုတာကို comment မှာရေးသွားလို့ရပါတယ်ဗျာအဆုံးနဲ့ကြည့်လို့ပြရတဲ့ United ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် Ultra Football Theory ရဲ့ဘောလုံး content တွေမှာပရိသတ်တွေနဲ့ပြန်လည်ဆွေးနွေးချင်ပါသေးတယ်